ဒီကနေ့ DVB ကတွေ့ဆုံမေးမြန်းမဲ့ပုံကတော့မြမကြောက်မြတ်တနာရောင်းဝယ်ရေးလုပ်ငန်းညွှန်ကြားရေးမှူးဥယျာထော့ဖြစ်ပါတယ်။အဓိကမေးမြန်းမဲ့အကြောင်းအရာတွေကအခုနေပြည်တော်မှာကျင်းပနေတဲ့ကြောက်မြတ်ယတနာပြပွဲနဲ့ပတ်သက်လို့ဖြစ်ပါတယ်။ဟုတ်ကဲ့ဥယျာထော့မင်္ဂလာပါခင်ဗျာ။မင်္ဂလာပါ။ဟုတ်ကဲ့ကျွန်တော်ပါရမန်ဆောင်မေးချင်တဲ့မေးခွန်းပေါ့လေ။ဒီကြောက်မြတ်ယတနာပြပွဲကျင်းပခဲ့တဲ့သမိုင်းလေးပေါ့နော်။ပြည်တော်မှာတစ်နှစ်ကိုဘယ်နဲ့ချိန်ကျင်းပတယ်လဲဆိုတဲ့ဟာလေးကိုဥဆုံးရှင်းပြပါလားခင်ဗျာ။ ကျောင်းမြတ်ရတနာပြပွဲတွေကို1964ခုနှစ်ကစပြီးတော့ကျင်းပခဲ့ပါတယ်။အခုကျင်းပတဲ့အကြိမ်အထိဆိုရင်တော့စုစုပေါင်းအကြိမ်60ရှိပါပြီ။အများအားဖြင့်ကျောင်းမြတ်ရတနာပြပွဲကိုအခုနောက်ပိုင်းမှာတစ်နှစ်ကို3ကြိမ်ကျင်းပခဲ့ပါတယ်။မလမှာကျင်းပတဲ့ပွဲတွေကိုအကြိမ်မြောက်တွေနဲ့ကျွန်တော်တို့ပြုလုပ်လေးရှိပါတယ်။ဂျွန်ဂျူလိုင်မှာလုပ်တဲ့ပွဲတွေကိုတော့ထူးချောင်းချပွဲအနေနဲ့ကျင်းပပါတယ်။ အောက်တိုဘာနိုဝင်ဘာမှာကျင်းပတဲ့ပွဲတွေကိုတော့နှစ်လေကြောက်မြတ်စင်နာပြပွဲအနေနဲ့ကျွန်တော်နှစ်ဆင်ကျင်းပခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကနှစ်လေပြပွဲပေါ့နော်ဟုတ်ပါတယ်ခုနှစ်လေပြပွဲကိုလာရောက်ကြည့်ရှုမဲ့နော်ဧည့်သည်တွေအများပြည်ဗဲနိုင်ငံလဲစုစုပေါင်းဧည့်သည်ယူတဲ့ဘယ်လောက်ရှိရဲ့လို့ခန့်မှန်းထားပါလဲခင်ဗျာဒီကျွန်တော်တို့ပြပွဲမှာအများစုရောင်းချတာကကြောက်စင်းဖြစ်ပါတယ်ဒါမှမဟုတ်ကြောက်စင်းကိုကြိုက်နှစ်သက်တဲ့တရုတ်နိုင်ငံကတော့အများစုဖြစ်ပါတယ်ပြီးရင်ထိုင်းနိုင်ငံစင်ကာပူနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ကနေပြီးတော့ကုန်သင်းများလာရောက်ကြပါတယ်။လာရောက်တဲ့ကုန်သင်းများအနေနဲ့ကတော့တရုတ်ပြည်သူ့တမရနိုင်ငံက1954ဦး၊စင်ကာပူနိုင်ငံက2ဦး၊ထိုင်းနိုင်ငံမှ23ဦးနဲ့အမေရိကန်နိုင်ငံက2ဦး။စုစုပေါင်းပြည်ပယတနာကုန်သင်း1881ဦးနဲ့ပြည်တွင်းယတနာကုန်သင်း1559ဦးတို့တက်ရောက်ကြပါတယ်။ဟုတ်ကဲ့။ ဆိုတော့ဒီအတွက်ဟာပြီးခဲ့တဲ့ဂျွန်ဂျူလိုင်မှာလုတ်သွားတယ်ကြမ်းမဲနာ ပြပွဲမှာလာခဲ့တဲ့အဲ့တန်နဲ့စာရင်နဲလို့ပြောလို့ရများလို့ပြောလို့ရတယ်ဟုတ်ကဲ့အနေငယ်ယော်နေသွားပါတယ်53ချိန်မြောက်ကြောင်းမြတ်ဇန္တနာပြပွဲမှာတော့ပြည်ပဇန္တနာကုံတယ်2069ဦးပြည်တွင်းဇန္တနာကုံတယ်2108ဦးစုစုပေါင်းဇန္တနာကုံတယ်4189ဦးတက်ရောက်ခဲ့ပါတယ်ဒါကြောင့်မို့လို့အရင်ပြပွဲနဲ့ရှင်ရင်တော့800လောက်ယော်နေသွားတာကိုတွေ့ရှိရပါတယ်ဟုတ်ကဲ့ ီးတော့ဒီနှစ်ပြပွဲမှာလာရောက်ပြသတဲ့ကုမ္ပဏီအကြီးအကျယ်ကဘလားလို့ရှိလဲဗျပြပွဲမှာကျွန်တော်မြန်မာအကြောင်းပြရတဲ့လုပ်ငန်းအပါအဝင်ပုဂ္ဂလိကကုမ္ပဏီများနော်နိုင်ငံတော်နဲ့အကျိုးတူထုတ်လုပ်တဲ့ကုမ္ပဏီများသမဝယမအသင်းများပုဂ္ဂလိကရောင်းဆိုင်လိုင်စင်ရရှိထားတဲ့ပုဂ္ဂိုလ်များအားလုံးဒါပြပွဲမှာတင်ပြရောင်းချကြပါတယ်စုစုပေါင်းတင်ပြရောင်းချထားတဲ့ ကုမ္ပဏီအသင်းလိုင်စင်ရရှိသူပေါင်းကတော့1224ခုဖြစ်ပါတယ်။အဲ့လိုကုမ္ပဏီပေါင်း1000ကျော်ပေါ့နော်။လာရောက်ပြသတဲ့ဟုတ်တယ်နော်။ဟုတ်ကဲ့။ဟုတ်ကဲ့။အဲ့ဒီထက်မှဟုတ်ပေါ့အများဆုံးပြသတဲ့ကုမ္ပဏီကဘာဖြစ်မလဲမြန်မာကြောင်မြတ်တဲ့လုပ်ငန်းကိုယ်တိုင်လားဒါမှမဟုတ်ပုဂ္ဂလိကကုမ္ပဏီလား အရေးအတွက်အရာတော်ပုဂ္ဂလိကကုမ္ပဏီများကတော့အရေးအတွက်အများဆုံးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြောချင်တာပြပရောင်းချတဲ့ပမာဏတန်ဖိုးပေါ့အဲ့ဒါတီမာဆုံးကမြန်မာကြောက်မြင့်တာလုပ်ငန်းလားဒါမှပုဂ္ဂလိကကုမ္ပဏီထဲတစ်ခုလားအကျိုးတူကုမ္ပဏီများကတော့အရေးအတွက်အများဆုံးရောင်းချထားတာရှိပါတယ်ပြီးခဲ့တဲ့ပြပွဲမှာပေါ့ပြီးခဲ့တဲ့ပြပွဲမှာတော့ဘယ်လောက်ထိရောင်းချနိုင်ခဲ့လဲဗျဟုတ်ကဲ့ကျွန်တော်တို့ပြီးခဲ့တဲ့53ချိန်မြောက်ကြောက်မြင့်ကြံတာပြပွဲမှာတော့928တန်ဖိုးခန့်ကျွန်တော်တို့ရောင်းချခဲ့ပါတယ် ဒီပြပွဲမှာတော့ကျွန်တော်တို့လက်ရှိတင်ပြထားတဲ့ကြောက်တီအခြေအနေရပြီးရင်တက်ရောက်လာတဲ့ကုံတွေပမာဏအခြေအနေရဆိုရင်တော့အနည်းငယ်လောက်ညွန်နေမယ်လို့တော့ခံမှန်းရပါတယ်အဲ့တော့လာရောက်ပြသတဲ့ကြောက်မြဲကျွန်တော်ထမပေါ့လေအများဆုံးကတော့ကြောက်စိမ်ဖြစ်တယ်လို့ကျွန်တော်သိရပါတယ်အဲ့တော့ကြောက်စိမ်ပြင်ကြံတဲ့ဘယ်လိုမျိုးကြောက်မြဲတဲ့လာရောက်ပြသတာရှိပါလဲခင်ဗျဟုတ်ကဲ့ဒီပြပွဲမှာကျွန်တော်တို့ကြောက်စိမ်အရင်တုန်းနေတွေးပြထားတဲ့ကြောက်စိမ်အချောတွေများ ကြောင်မြက်အရင်တုန်းများနဲ့သွေးထားတဲ့ကြောင်မြက်အချောတွေများနောက်ကြောင်မြက်ပလဲတို့နဲ့ပြုလုပ်ထားတဲ့လက်ဝဲရတနာများနောက်ကြောင်စိန်ပုံဆောင်ခဲရိုင်းများကြောက်ကပ်ပကြီးကားများရွှေမတဲငွေတဲ့လက်ဝဲရတနာများနောက်ဒါတွေကိုကျွန်တော်တို့တင်ပြရောင်းချထားပါတယ်ဟုတ်ကဲ့အဲ့တော့အဲ့လိုရောင်းချတဲ့နေရာမှာပေါ့လေဝယ်ယူတဲ့သူတွေကအများအပြစ်ဝယ်ယူတာကဟိုရိုင်းတွေကိုဝယ်ယူတာလားဒါမှမဟုတ်အချောပြုလုပ်ထားပြီးသား ာတွေဝယ်ယူတာလားအချိုးစားအဖြစ်ခန့်မှန်းခြင်းဘယ်လောက်ရှိလဲကျွန်တော်တို့တင်ပြရောင်းချမှုမှာလဲအရင်းကအများဆုံးဖြစ်ပါတယ်ဝယ်ယူမှုမှာလဲအရင်းကိုပဲအများဆုံးဝယ်ပြီးတော့အချောတွေတွေရတော့ကျွန်တော်အရေးအတွက်အနည်းငယ်ပဲရောင်းချပါတယ်အချောတွေဒီကိုဝယ်ယူမှုနေပါပါသေးတယ်ဟုတ်ကဲ့အကြောင်းမြေရနာလုပ်ငန်းရှင်တို့ချောပါထောက်ပြလဲဆိုတော့အရင်းတဲ့တွေကိုရောင်းရတဲ့စာရင်တဲ့နော်အချောတွေပြုတ်လို့ပြီးရောင်းချရဆိုလို့ရှိရင်ပြောရင်တော့တန်ဖို့လည်းမြင့်သွားတယ်ပြောရင်ရေးရှိမှာ ဟောပေါ့အကျိုးပိုရှိနိုင်တယ်လို့ပြောကြတယ်သူတို့ကလေအဲ့ဒါမြမချက်မဲ့လုပ်ငန်းဖက်ကရောအဲ့ဒါမျိုးသူတို့သုံးသပ်ပြတဲ့အတိုင်းအဲ့လိုမျိုးသဘောတူနိုင်တယ်သဘောတူပါတယ်ဒါကအမှန်ကန်တဲ့လုပ်ငန်းပါပဲဟုတ်ကဲ့ကျွန်တော်တို့နိုင်ငံတော်အနေနဲ့လဲကျောင်းမြတ်ကျန်တာအချောတဲ့ဈေးကွက်ဖွံ့ဖြိုးလာဖို့ရည်ရွယ်ပြီးတော့ဒီကျွန်တော်တို့ဒီအချောတဲ့ထုတ်လုပ်မဲ့နေရာတွေဈေးကွက်တွေကိုကျွန်တော်တို့ရှာကြံပြီးတော့ဆောင်ရွက်ပေးနေပါတယ်ဒါပေမဲ့လက်ရှိမှာတော့ မအောင်မြင်သေးတဲ့အနေအထားပဲကျွန်တော်တို့အောင်မြင်မှုရအောင်ကြိုးစားနေစေကာလပဲဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့မအောင်မြင်သေးဘူးဆိုတာကဘယ်ဟာအဟန့်သားဖြစ်ပါလဲဒါကတော့ကျွန်တော်တို့အချောတယ်မှာပထမနီးပညာနဲ့လက်ရာလည်းပါဝင်ပါတယ်အဓိကကကျွန်တော်တို့ဝေယူသူစိတ်ကြိုက်ဖြစ်နိုင်တဲ့လက်ရာများတွေကိုကျစ်ဖို့ကျွန်တော်တို့ကအဓိကကြိုးစားနေပါတယ်နောက်တစ်ချက်ကတော့ဒီပြပကုံတွေဒီအနေနဲ့ကလည်း ကျွန်တော်တို့လှုပ်ထားတဲ့လက်ဝဲယတနာထက်ကြောက်စင်းရိုင်းတွေဝေပြီးသူတို့ကိုယ်တိုင်အချောတဲ့လှုပ်ထားကိုသူတို့ပိုစိတ်ဝင်စားနေတယ်ဟုတ်ကဲ့ကျွန်တော်တို့အနေနဲ့လည်းဒီလက်ရှိရှိနေတဲ့အချောတဲ့ဈေးကွက်ကိုပုံမချက်ထွင်နိုင်အောင်အနေနဲ့တော့စူးစမ်းနေပါတယ်ဟုတ်ကဲ့ပြီးတော့ကျွန်တော်ပြသရောင်းချနေတဲ့ဟိုပါလေပြကန်းနဲ့လိုက်ကြည့်တော့ဈေးနှုန်းသတ်မှတ်မှုကယူရိုနဲ့ကြီးပဲသတ်မှတ်ထားတယ်အဲ့ဒါဘာကြောင့်ပါလဲဘာကြောင့်မလို့အမေရိကန်ဒေါ်လာနဲ့မသတ်မှတ်တာလဲအရင်အမေရိကန်နိုင်ငံကနေပြီးတော့ဆန်ရှင်လုတ်ထားတဲ့ အခြေအနေပေါ်မူပြီးတော့ကျွန်တော်တို့ယူရိုနဲ့ရောင်းချခဲ့တာဖြစ်ပါတယ်အခုဒီချိန်မှာတော့အမေရိကန်နိုင်ငံကဆန်ရှင်ပိတ်ထားတာကိုဖွင့်လိုက်ပြီးဆိုပေမဲ့စကူးမကူကာလာလေးဖြစ်နေတဲ့အတွက်ကြောင့်လက်ရှိကုန်သည်များအနေနဲ့ချက်ချင်းလငယ်ပြောင်းပြီးတော့ဒီငွေကြေးစနစ်ကိုပြောင်းမယ်ဆိုရင်ရုပ်တည်အခက်အခဲဖြစ်သွားမှာဆိုတဲ့အတွက်ကြောင့်လက်တလောမှာယူရိုနဲ့ပဲဆက်လက်ရောင်းချနေတာဖြစ်ပါတယ်။ရှစ်လာမယ့်ပွဲတွေမှာတော့ အမေရိကန်ဒေါ်လာနဲ့ရောင်းချသွားဖို့အစီအစဉ်ရှိပါတယ်အရင်ကဆိုလို့ရှိရင် commercial tax ကိုမပေးရဘူးပေါ့နော်ဝယ်ယူသူတွေကဟုတ်ကဲ့အခုကဒီနေ့မှစပြီးတော့မှ commercial tax ကိုပေးရမယ်900ခန့်လို့ပေးရမယ်လို့ပြောတဲ့ချိန်မှာတချို့ဝယ်ယူသူတွေဖက်ကနည်းသွန့်သွားလို့ကြားတယ်အထူးသဖြင့်ပြည်ရင်းကြောင်းမြတာကုန်တယ်တွေပေါ့နော်အဲ့ဒါပါကြောက်လဲဆိုတော့သူတို့ကဈေးပြန့်စနစ်နဲ့နော်သူတို့ပေးနိုင်တဲ့အမြင့်ဆုံးဈေးလည်းပေးထားပြီးသားပြီးတော့မှတို့ commercial tax 900ခန့်နောက်တစ်ထပ်ပေးရမယ်ဆိုတော့တို့ခက်မှန်းထားတဲ့ဈေးတွေပို့သွားတဲ့အတွက်ဒီအယောင်းဝဲမှာ အခက်အခဲဖြစ်နေတယ်လို့နော်ခန့်မှန်းချက်သုံးသပ်ချက်တွေရှိကြတယ်။အဲ့တော့အဲ့ commercial test ကိစ္စနဲ့ပတ်သက်လို့ဘယ်လိုရှင်းပြလို့ရမလဲ။ဟုတ်ကဲ့လက်ရှိဒီကုန်သွယ်လုပ်ငန်းကဥပဒေအရနိုင်ငံသားတွေဒီအတွက်ကတော့သူတို့ export ဖြစ်တဲ့အတွက်ကြောင့်ဥပဒေအရ commercial test မကောက်ဘူး။ပြည်တွင်းဝယ်ယူသူများအနေနဲ့ကတော့ commercial tax ကိုပေးဆောင်ရမှာဥပဒေအရဖြစ်ပါတယ်။ပြီးခဲ့တဲ့ပြပွဲမှာတော့ commercial tax ကိုရောင်းချတဲ့သူတွေကပဲကြခံခဲ့ပါတယ်။ ဒါကတော့ဥပဒေအတိုင်းဖို့ပဲ ਨੇ ကျွန်တော်တို့အလွယ်ကူဆုံးအခြေအနေနဲ့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဟိုဒီပြပွဲမှာတော့ဥပဒေပါအတိုင်းပြည်တွင်းဝယ်ယူသူတွေအနေနဲ့ဒီကုန်သွယ်လုပ်ငန်းကုန်ကိုပေးဆောင်ရမှာပဲဖြစ်ပါတယ်ဆိုတော့ပြပနေပြီးလာရောက်ဝယ်ယူသူတွေကတော့ commercial tax 900ခန့်လို့ပေးစရာမလိုဘူးမှန်ပါတယ်ဒါပေမဲ့အခုပြည်တွင်းဝယ်ယူသူတွေကကြတော့ရောင်းချသူတွေကပေးစရာမလိုဘူးဝယ်ယူသူကပေးရမယ်ဟုတ်ကဲ့ commercial tax ရဲ့ဥပဒေအရဒီစာသုံးသူကပဲဝယ်ယူတဲ့သူကပဲပေးဆောင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ အဲ့တော့ဒီအပြောင်းလဲကဘယ်တော့ဆရတာလဲဗျအရင်အစိုးရလက်ထက်မှာဆရတာဒီအစိုးရလက်ထက်မှာမဆရတာလဲဒါ2016ခုနှစ်မှာတော်တို့ပြတ်ထန်းလိုက်တဲ့ဥပဒေကြောင့်ဖြစ်ပါတယ်ဟုတ်ကဲ့အော်အဲ့ဒါကဒီကြောင်းမြတ်တာတခုတည်းမဟုတ်ဘူးကျွန်တော် commercial tax ဥပဒေနဲ့ပတ်သက်သွားတယ်ပေါ့မှန်ပါတယ် commercial tax ကိုဒီမှာကြောင်းမြတ်ကျွန်တော်ဝယ်ယူရပေးရမယ်ဆိုတဲ့အတွက်ခုနကသူများတွေစိုးရိမ်နေကြတယ်လို့ပေါ့နော်ဒီဝယ်ယူမှုမှာတခုထိခိုက်မှုဖြစ်နိုင်တယ်လို့ပြောနေကြတဲ့ဟာဖြစ်နိုင်ချေရှိလားဗျာအဲ့ဒါဖြစ်နိုင်ပါတယ်လက်ရှိ ြည်တွင်းဝယ်ယူသူအနေနဲ့ကတော့သူဝယ်ယူတဲ့တန်ဖိုးအပြင်ဒီ900ခန်းနှုန်းเนาะကုန်သွယ်လုပ်ငန်းကုန်ပေးဆောင်ရမှာပဲဖြစ်ပါတယ်အဲ့လို commercial test ကိုပေါင်းထက်လိုက်တဲ့အတွက်ဝယ်ယူမှုကထုတ်ကြပါနိုင်သလားလို့အဲ့ဒါမျိုးဖြစ်နေချင်ရှိလားဒါတော့ကျွန်တော်တို့ကခံမှန်းလို့မရပါဘူးခင်ဗျလက်ရှိဟိုဝယ်ယူသူတွေအနေနဲ့ကတော့သူတို့ပေးရမယ်တန်ဖိုးနဲ့သူတို့ပြန်ပြီးတော့ဒီကြောက်ကိုပြန်ဖန်တီးပြီးတော့ရောင်းချမယ်တန်ဖိုးပေါ်မှာအကျိုးအမြတ်ရှိရင်တော့ဝယ်ရောင်းဝယ်တော့ဖြစ်မှာပါ ဒါတို့အကျိုးတင်ခံမှန်းလို့တော့မရနိုင်ပါဘူး။ဟုတ်ကဲ့။ပုဂ္ဂလိကကုမ္ပဏီနဲ့အစိုးရအကျိုးတူလုပ်တဲ့လုပ်ငန်းတွေပေါ့လေ။အဲ့မှာအကျိုးမြန်ခွဲမှုပေါ့။အကျိုးမြန်ခွဲမှုမှာကျွန်တော်သိရသလောက်ကတော့ရရောင်းချလို့ရတဲ့အားလုံးရဲ့၄ဆရာခန့်လုံးနိုင်ငံတော်ကယူတယ်။ကျန်တဲ့၆၀၀ခန့်လုံးကိုပုဂ္ဂလိကကုမ္ပဏီကကျန်တယ်။အဲ့ဒီထဲကမှအဲ့ဒီပုဂ္ဂလိကကုမ္ပဏီကနေပြီးတော့ကုန်ကျစရိတ်တွေကျခံရတယ်။ဆိုတော့ဟိုရရှိလာတဲ့ကြောက်ရည်သွေးပေါ်မှာမူတည်ပြီးတော့မှနော် ဟောပေါ့တခါတခါကျတော့မြင့်တယ်တခါတခါတော့ရှုံးတယ်ပေါ့လေဒါကြောင့်သူတို့ပြောနေတဲ့ဟာကအဲ့အကျိုးမြတ်ခွဲမှုမှာမတရားဘူးလို့ပြောနေကြတယ်အဲ့ဟာနဲ့ပတ်သက်လို့ဘယ်လိုဘယ်လိုထောက်ပြချင်တယ်လဲကျွန်တော်နိုင်ငံတော်နဲ့ပုဂ္ဂလိကကုမ္ပဏီများအကျိုးတူဆောင်ရွက်လျက်ရှိပါတယ်အကျိုးတူဆောင်ရွက်တဲ့အခါမှာဒီလုတ်ကင်လိုတဲ့ area တွေကိုတင်ပြလျှောက်ထားရပါတယ်အဲ့ချိန်မှာကျွန်တော်စီစစ်ပြီးတော့မှအကျိုးတူအဖြစ်နော်ကုမ္ပဏီအဖြစ်လုတ်ကင်ဝင်ပြုပါတယ် အဲ့ဒါလိုလုတ်ကန်ခွင့်ပြုတာမှာစတင်ကလေးကနှစ်ဖက်သဘောတူစာချုပ်တွေချုပ်ဆိုပါတယ်နောက်နှစ်ဖက်သဘောတူစာချုပ်ချုပ်တဲ့အရာကျွန်တော်တို့ကုမ္ပဏီများကသူတို့လုတ်ကန်ခွင့်ရတဲ့လုတ်ွက်မှာငွေအားလူအားစိုက်ထုတ်ပြီးတော့ကြောက်စင်းတူဖော်ပါတယ်ထွက်ပေါ်လာတဲ့ကြောင်များကိုရတနာကုန်ပေးဆောင်ရမယ်ရတနာကုန်ပေးဆောင်ပြီးရင်ပြပွဲတင်ရောင်းချမယ် ပြပွဲတင်ရောင်းချတဲ့အခါမှာထိုက်တင်တဲ့နိုင်ငံတော်ကိုပေးဆောင်ရမယ့်အခွန်အခါများပေးဆောင်ပြီးနောက်ပိုင်းမှာအရင်တုန်းကတော့50 50ခွဲတယ်နောက်ပိုင်းမှာတော့နိုင်ငံတော်က40ရာခိုင်နှုန်းကုမ္ပဏီက60ရာခိုင်နှုန်းခွဲယူပါတယ်အခုနောက်ဆုံးအခြေအနေနဲ့အခွန်ကောက်တွေပို့ပြီးတော့များလာတဲ့အချိန်မှာပုဂ္ဂလိကကုမ္ပဏီများကို85ရာခိုင်နှုန်းနဲ့ နိုင်ငံတော်က25ရာခိုင်နှုန်းခွဲဝေပါတယ်ဒီခွဲဝေမှုတွေအားလုံးကကျွန်တော်တို့နိုင်ငံတော်ကသတ်မှတ်ထားမှုပါဘူးနှစ်ဖက်သဘောတူစာချုပ်မှာစာချုပ်ချုပ်ဆိုပြီးတော့မှသတ်မှတ်ထားခြင်းပဲဖြစ်ပါတယ်အဲ့တော့အဲ့လိုသူတို့အရှုံးခံနေရတဲ့အနစ်နာမင်းနာရပါတို့ပြောနေတဲ့ကုမ္ပဏီတွေကနေပြီးတော့မှဒီခွဲမှုအချိုးစားကို ပြန်လဲညှိနှိုင်းဖို့တင်ပြလာခဲ့သည်ရှိတော့အစိုးရဘက်ကစဉ်းစားနိုင်တဲ့အခြေအနေမျိုးရှိလာကြတယ်။အဲ့ဒါတော့ကျွန်တော်တို့ အခြေအနေတွေပေါ်မှာမူတည်ပြီးတော့စဉ်းစားဆောင်ရွက်ခြင်းလည်းရှိပါမယ်ညလက်တလုံးမှာတော့ဟိုဘာစီစဉ်မှာတော့မရှိသေးပါဘူးအခုတချို့ကြောင်မြတ်ရနာသူဖော်တဲ့နေရာအထူးသဖြင့်ဖားကန့်ဒေသကချင်ပြည်နယ်မှာဆိုလို့ရှိရင်စစ်ပွဲတွေဖြစ်နေကြတယ်အဲ့တော့အဲ့စစ်ပွဲတွေကြောင့်မို့လို့ဒီဖားကန့်ဒေသမှာနော်ဒီကြောက်စိန်တူဖို့မှုလာထိခိုက်တယ်ဆိုပြီးတော့ပြောသားရရှိတယ်အဲ့ဒါအစိုးရရောအဲ့လိုမြင်ပါသလား ဒါတွေကတော့ကျွန်တော်တို့အနည်းငယ်များရိုက်ခတ်မှုတော့ရှိပါတယ်ဒီတက်တန်းကုန်လုတ်ွက်များယော့နာရဲသွားပါတယ်ဒါတွေကထုတ်လုပ်မှုမရှိပါဘူးကျန်တဲ့အခြေအနေကတော့ရှိနေတဲ့အနေအထားမှာတော့တို့လုပ်ငန်းရှင်များအနေနဲ့ကလက်ရှိတို့ရဲ့ထုတ်လုပ်နိုင်စွမ်းနဲ့ဈေးကွက်နဲ့အခြေအနေကိုနှိုင်းရှင်ပြီးတော့ပဲတို့တွက်ချက်ထုတ်လုပ်နေကြတာပဲဖြစ်ပါဟုတ်ကဲ့ဟိုဈေးကွက်မှာမှန်ကုန်ရှိတယ်လို့ပြောနေကြတယ်เนาะတကယ်တည်ဝင် မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေကတော့အစိုးရအခွန်ခပေးတယ်ခုနပြောတဲ့အချိုးဆိုင်တွေခွဲဝေကြတယ်ပေါ့အချိုးမြန်ကိုလေဒါပေမဲ့ပေါန့်ကိုဈေးကွက်မှာကြာအဲ့ဒါမရှိဘူးအထူးသဖြင့်ရေမစေးကြောက်ရှာစားတဲ့လူတွေကနေပြီးတော့မှရရှိတဲ့ကြောက်တွေကိုရောင်းဝယ်တဲ့နေရာမှာမှန်ကိုဈေးကွက်ရောက်သွားတယ်။နိုင်ငံတော်ကလည်းအခွန်ခမရဘူး။ပြီးတော့မှန်ကိုဈေးမှာရောင်းရတဲ့အတွက်ဈေးလည်းနှိမ့်ခိုင်းလို့ပြောတယ်။အဲ့ဒါဘယ်လိုမြင်ပါသလဲပြအဲ့ဒီသုံးသချက်နဲ့ပတ်သက်လို့ကျွန်တော်တို့အနေနဲ့ကတော့နိုင်ငံတော်မှာတရားဝင်မှတ်ပုံတင်ထားတဲ့ကုမ္ပဏီများကို သူတို့ရှောက်ထားရှောက်ထားလာတဲ့အခါမှာတရားဝင်လုပ်ကံဝင်ချထားပြီးပြီးတော့ဒီကုမ္ပဏီများကိုကျွန်တော်ကြီးကြပ်လျက်ရှိပါတယ်။ရင်းမစေးကြောက်တွေရှာဖွေတယ်ဆိုတော့ပုံကုန်များကလည်းဒီလိုပဲရှာဖွေပြီးတော့ရရှိပါတယ်။အများစုကတော့ကျွန်တော်တို့ဒါတွေကနိုင်ငံတော်ကိုအခွန်ဆောင်တာမရှိပါဘူး။တော့ဒါတွေကိုလည်းကျွန်တော်တို့ကထိန်းချုပ်ကြက်မှတ်ဖို့တော့စူးစမ်းဆောင်ရွက်လျက်ရှိပါတယ်။ဒီသူတို့ရဲ့ဈေးကွက်တွေကိုတော့လောလောဆယ်မှာကျွန်တော်တို့က ထိတ်ချုပ်နိုင်စွမ်းမရှိသေးပါဘူး။ဟုတ်ကဲ့အခုလိုဖြေကြပေးတဲ့ကျေးဇူးပါခင်ဗျာ။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ခင်ဗျာ။